ဒုတိယကြိမ်တနင်္သာရီနေ့ဒေသကြီးလွတ်တော်ပထမပုံမှန်စီဝေးစစ်ထမားနယ်ကိုမေလ9ရက်နေ့နဲ့စင်နိုင်ကတနင်္သာရီဒေသကြီးလွတ်တော်အစည်းအဝေးခန်းမှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကိုတက်ရောက်ခွင့်ရှိသူလွတ်တော်ကိုယ်စားလှယ်28ဦးစလုံးတက်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်လွတ်တော်အတွင်းဝန်ကြီးချုပ်ကအဆိုပြုတင်သွင်းတဲ့တနင်္သာရီဒေသကြီးဥပဒေချုပ်နဲ့စင်းစစ်ချုပ်တို့ကိုအတည်ပြုခဲ့ပါတယ်။တန်းဒေသကြီးဥပဒေချုပ်အဖြစ်ဦးစောမြင့်နဲ့စင်းစစ်ချုပ်အဖြစ်ဦးသိန်းထွန်းတို့ကိုတန်းဒေသကြီးဝန်ကြီးချုပ်ကအဆိုပြုခဲ့ပြီးလွတ်တော်မှာတင်ပြဆွေးနွေးခဲ့ရမှာကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ အဲ့ဒီနောက်တန်တိတာကြီးလက်တော်ကိုယ်စားလှယ်များစီစစ်ရေးကော်မတီဥပဒေပြည့်ရေးဆိုင်ရာကော်မတီတိုင်းသားလူမျိုးအရေးဆိုင်ရာကော်မတီစားတဲ့ကော်မတီသုံးခုမှာခန့်အပ်တာဝန်ပေးမဲ့သူတွေကိုလွတ်တော်မှာစုပြုတင်သွင်းခဲ့ပါတယ်။တန်တိတာကြီးလက်တော်ဒုတိယဥက္ကဋ္ဌကကော်မတီတွေရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နဲ့တက်တန်းတို့ကိုလည်းရှင်းလင်းတင်ပြခဲ့ပါတယ်။အစည်းအဝေးကိုနနက်10:45မိနစ်မှာရည်နာခဲ့ပြီးတတမနေ့အစည်းအဝေးကိုမေလ10ရက်နေ့နနက်10:00မှာပြန်လည်ကျင်းပမှာဖြစ်တယ်လို့လွတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေးကကြေညာခဲ့ပါတယ်။